ဟာဟာဟာဟုတ်ကဲ့မဆူလို့လာရင်ကြာလို့အကားကြီးကြည့်နေတာပါဒီလိုငါမရှိပါဗျာမင်္ဂလာပါခင်ဗျာ Revolu Burma News Channel ကနေပြီးတော့ ဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကုကုံကြီးဘာကအကြမ်းဖက်စစ်ခွေးများကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်ခွေး9ကောင်ထဲမှနေတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ25ရက်နေ့ညနေ4နာရီဝန်းကျင်ကနထိုးကြီးမြို့နယ်ကုကုံကြီးဘာမှာပတ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ခွေးအယောက်30ခန်းဟာကုကုန်းချေးပါနီးမှာရှိတဲ့ကြက်ချံများကနေကြံများကိုခိုးယူရန်ထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအသင်ဆောင်ကြိုပြီးတော့တိုက်ခိုက်ခဲ့ရာစစ်ခွေးခုနှစ်ကောင်ထက်မနည်းသေဆုံးပြီးမအုပ်ခန့်ထိခိုက်ဒဏ်ရာရရှိကကုကုန်းချေးရွာဘင်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အလားတူပဲဒီဇင်ဘာလ31ရက်နေ့မနက်9နာရီခန့်ကလည်းကုကုန်းချေးရွာမှာတပ်ဆွဲထားတဲ့စစ်သားအယောက်60ခန့်ဟာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များတပ်ဆွဲထားတဲ့နေရာကို ဖိုးစစ်စစ်တိုက်ခိုက်လာတဲ့အတွက်ကြောင့်ကုကံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ9နာရီခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ခွေးများထိခိုက်တေဆုံးမှုများပြားကကုကုံကြီးရွာကိုပြန်လည်ဆုတ်ခွာသွားပြန်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွင်မှာလထိုးကြီးမျိုးနဲ့မြင်းညာမျိုးတို့မှရှိတဲ့အကြမ်းမှစစ်ခွေးတက်ကလက်နက်ကြီးပစ်ကူများစွာပစ်ကူပေးခဲ့တဲ့အပြင်ဂျက်ဖိုက်တာနဲ့လည်းတကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒုတိယအကြိမ်ကုကုံရွာထဲကနေအင်အား60လောက်နဲ့စစ်တောင်းထိုးလာတဲ့စစ်ခွေးတွေကို ပြန်လည်ခုကတိုက်ခိုက်တာမှာ9နာရီလောက်တိုက်ပွဲကြာသွားပါတယ်စစ်ခွေးတွေဘက်ကထိခိုက်ကြဆုံးမှုများပြီးတော့ပြန်လည်ထွက်ပြေးသွားတယ်လေချောင်းတိုက်ခတ်မှုတကြိမ်ပြုတ်လုသွားတယ်အဲ့ဒီမှာနေမြရှင်လေးလုတဲ့အချိန်မှာလက်နက်ခဲအချို့သိသိရရှိထားပါတယ်ဘယ်နှယောက်တည်လဲတော့မသိဘူးတိုက်ပွဲကဆိုင်ထားတော့မယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုမိုက်ခဲကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်ညွန့်နယ်မှာအကြမ်းဖက်စစ်တပ်အထိုင်းချတပ်ဆွဲထားတဲ့တပ်စခန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်ကထိခိုက်ဒိဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့မှာမြန်ညွန့်နယ်လင်းကတော်ပြူစောတိကျေးရွာမှာအင်အားတရာကျော်ကန့်နဲ့အထိုင်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးစခန်းကိုဆလင်းကြီး Revolution Army ကရဲဘော်များက လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကဖိကိုက်တိုက်ဆုံမှုရှိတော့လေအရင်အတွက်ကိုအတိပြုနိုင်ချက်မရှိသေးပဲတော်လိုင်းရဲဘော်များအထိကိုက်မရှိရဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ညာမျိုးနဲ့လင်ကတော်ပြူစောတိရွာမှာရှိတဲ့အင်အားတရာကျော်အထိုင်ချထားတဲ့စစ်ခွေးစခန်းကိုကျွန်တော်တို့ရဲဘော်တွေကလက်နက်ကြီးတွေနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုကတော့အရေးပတ်မသိရဘူးကျွန်တော်တို့ပြစ်လိုက်တဲ့လက်နက်ကြီးကတော့စစ်ခွေးတွေနားကိုကျတာတော့သိရတယ်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်တာသိကြတယ်လို့ ဇလင်းဂျီ Revolution Army ကတောင်ရှိသူကရှင်းပြထားပါဗါတယ်အလားတူပဲမန္တလေးတိုင်းမြင်းငံမြို့အနီးမှာရှိတဲ့ကြောက်ပြုတ်ရွာစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ခွေးငါးကောင်တေဆုံးခဲ့ကြောင်းပြည်သူ့ကျေတဝန်တပ်ဖွဲ့ကဗိုလ်မိုက်ခဲကရှင်းပြထားပါဗါတယ်ဒီဇင်ဘာလ26ရက်နေ့မနက်7:15မိနစ်ခန့်မှာမြင်းငံမြို့အနီးမှာရှိတဲ့ကြောက်ပြုတ်ရွာမှာအင်အား35ဦးလောက်နဲ့အထံကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်90ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ခွင်း9កောင်တိတ်ဆုံးက9កောင်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုကစစ်ခွင်း9កောင်တိတ်ပါတယ်ကျွန်တော်တို့ရဲဘော်တွေတော့အထီးကိမရှိပြန်နဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။စစ်ခွင်းစခန်းကိုသိမ်းပိုင်နိုင်ခြင်းတော့မရှိဘူးလို့ပြည်သူ့ကျယ်တော်ဝင်တပ်ဖွဲ့ကဘုံမိုက်ခဲကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းလုံးမြို့နယ်နဲ့သေးရမြို့နယ်ကိုဆက်သွယ်ထားတဲ့သေးရမင်းလုံးလမ်းမိုင်းမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်ဆက်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလာ9ရက်နေ့နဲ့6ရက်နေ့တွေမှာသေးရမင်းလုံးလမ်းမိုင်းမှာရှိတဲ့ပမ်မခန်းလမ်းပေါ်အနီးနဲ့ ခုံနိုင်မှာနီးတော်မှာအကြမ်းဆက်တဲ့နဲ့တော်လိုက်တက်ဖွဲ့များတိုက်ပွဲ၃ချိန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဆက်ခွေးတွေဘက်ကဖိကိုက်သိဆုံးမှုရှိတော်လဲအရေးဘက်ကိုအတင်ပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။တိုက်ပွဲကပေးအမြွနယ်ထဲမှာရောမင်းလုံးမြို့နယ်ထဲမှာရောဖြစ်တာပါ။စစ်ခွေးဗနကောင်သေးတယ်ဖိကိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းတော့မရသေးဘူး။အခုထိအဲ့ဒီလမ်းမိုင်းကိုစစ်ခွေးတွေကအင်အားရာနဲ့ချီပြီးတော့စစ်ရေးလှုပ်ရှားနေတော့မယ်လို့ဗမာကြီးကကွယ်တက် USBA တာဝန်ခံကိုပါဟင်းကရှင်းပြထားပါတယ်။ ၎င်းတိုက်ခိုက်မှုကိုဗမာပြည်ကာကွယ်ရေးတပ် USB ကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်းများအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။လက်ရှိချိန်ထိတရက်မင်းလုံးလမ်းပိုင်းကိုအကြမ်းဖက်ဆက်တက်ကအင်အားရာနဲ့ချီအုံပြုတ်ကစစ်ရေးဆက်လက်လှုပ်ရှားနေတဲ့အတွက်တိုက်ပွဲများအချိန်မရွေးနေရာမရွေးဖြစ်ပွားလာနိုင်တဲ့အတွက်ကြောင့်ခီးသွားပြည်သူများအနေနဲ့ဂီဥဆိုင်ပြီးတော့သွာလာကြရန်အတိပေးလိုပါတယ်လို့ကိုဘာဟင်းကဆက်လက်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်အောင်မင်္ဂလာဝေပြေကားဝဲအတွင်းထဲမှာရှိတဲ့မျိုးဆက်တစ်ခရီးသည်တင်ရင်လိုင်းဟာမနေ့ကဇန်နဝါရီလ6ရက်နေ့မနေ့အစောပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမနေ့စောစော3:44မိနစ်အချိန်မှာ အောင်မင်္ဂလာဝေပြေကားဝဲအတွင်းထဲကမုံရွာလမ်းမှာရပ်ထားတဲ့မျိုးဆက်တစ် ကားတစီးဟာမီးလောင်ခဲ့ရာမင်္ဂလာတော်မြို့နယ်မိသက်စခန်းကတွားရောက်မီးငြိမ်းတက်ခဲ့ပြီးတော့3:58မိနစ်မှာမီးငြိမ်းသွားခဲ့တယ်လို့မိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ညအီရန်နာထားတဲ့ရန်ကုန်ပြည်ပြေးဆွဲနေတဲ့မျိုးဆက်တဲ့ကားပေါ်မှာခြေဆေးခွေထွန်းရကနေတဆင့်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ရင်ဝင်းနဲ့အတွင်းမှာနေထိုင်သူတို့ကရှင်းပြထားပါတယ်။မနက်စောပိုင်းပြည်ကိုသွားမဲ့ရိုးဆက်တဲ့ကားမီးလောင်သွားတာပါကားတစ်စီးလုံးအကုန်ပါသွားတယ်ကုန်းမင်းညကလေးကကားဘိုက်အောက်ထဲကိုထည့်ထားတာဆိုတော့ ကုန်းလေးပါအကုန်ပါသွားတဲ့လူထိခိုက်မှုတော့ကြီးကြီးမားမားမရှိဘူးလို့အောင်မင်္ဂလာအဝေးပြေးကာဝဲမှာနေထိုင်သူတို့ကရှင်းပြထားပါဗျ။ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ12ရက်နေ့ကလည်းရန်ကုန်မြို့အလုံးမြို့နယ်ကန္နာလမ်းပေါ်မှာ Provoke Courtesy မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ် တိစိန်ကုန်းရွာရေနံချက်ဖိုကိုအချက်ပတ်ဆက်တာကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ည7:50မိနစ်ခန့်မှာကောလင်းမြို့နယ်တိစိန်ကုန်းရွာအနီးမှာရှိတဲ့ရေနံချက်ဖိုကိုအချက်ပတ်ဆက်ခွေးတက်ရဲ့မိထီလာလေးတက်ကနေတက်လာတဲ့ Jet Fighter နှစ်စီးကဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အချက်ပတ်ဆက်တက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တအူးဟာဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။ စေခွေးတွေဘုံကျဲသွားတာကပြည်သူ၃ဦးထိခိုက်ဒဏ်ရာရပါတယ်။တဦးကဒဏ်ရာပြင်းထန်ပါတယ်။ပြည်သူပိုင်အဆောက်အဦနဲ့ပြည်စည်းတွေမိလောင်ပြက်စီးသွားတယ်။စေခွေးတွေကရသားပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတက်ခိုက်နေတာပါလို့ကောလင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။ဒါအပြင်မန္တလေးတောင်စေကူးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတယ်။အကြမ်းမဆက်တက်ကချင်းရွာများကိုဇက်တိုက်မိရှို့ဖျက်ဆီးနေပြီးတော့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများကအတိအပြုပြောကြားထားပါတယ်။ဇန်နဝါရီလ3ရက်နေ့မှာစင်ကူးမြို့နယ်ကျွန်းချင်းရွာကိုရောက်ရှိနေတဲ့အကြမ်းမဆစ်ခွေးစစ်ကြောင်းဟာပြည်သူ့ရဲ့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့ပြီးတော့အဲ့ဒီစစ်ကြောင်းဟာဇန်နဝါရီလ9ရက်နေ့မှာကျွန်းချင်းရွာကနေစက်တူရွေးရွာကိုထမ်းမှန်ဝင်ရောက်စီးနေပြီးတော့ပြည်သူ့ရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးသွားတယ်လို့ပြောပါရတယ်။အကြမ်းမဆစ်ခွေးစစ်ကြောင်းဟာလက်ရှိအချိန်ထိကျေးရွာများကိုဆက်လက်စစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့်နေအိမ်ပြင်ဆင်မှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲကျွန်းချင်းရွာ၊တဲအင်းရွာ၊ကျွန်းတော်ရွာကျက်တူရွေးရွာ ဟင်းသာမရွာကပြည်သူများအပါအဝင်ယာနယ်ချီတော်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ခွေးစစ်ကြောင်းကဆက်ရှိနေတုန်းဆိုတော့နေအိမ်ပြည်စည်းမှုအခြေအနေကိုကျွန်တော်တို့လည်းစုံစမ်းလို့မရသေးဘူး။ကျွန်တော်တို့ပါဘေးလွတ်ရာကိုတိမ်းရှောင်နေရတာပါ။စစ်ခွေးတွေကရွာတွေကိုဇက်တိုက်ဝေရောက်စီးနေပြီးတော့မိရှို့နေတာပြည်သူတွေဖမ်းဆီးခံရတာရှိမရှိဆိုတာလဲအတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပြီးသွားတဲ့နောက်မှာတော့နောက်ဆုံးရရှိထားတဲ့ဗီဒီယိုဖိုင်လေးတွေကိုအတူတူကြည့်ရင်းနဲ့ reaction လုပ်လိုက်ရအောင်ဗျာဟုတ်ကဲ့ပါပထမဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့ကြက်ဖို့ပါတီကမဲဆွဲရင်းနဲ့ဘလောက်တောင်ငတ်ကြီးကြခဲ့တယ်လဲဆိုတဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်မဲသွားဆွဲတဲ့အိမ်မှာဗိုက်စာလို့ဆိုပြီးတော့ဗျာရှေးစုမဲစုစင်းရဲပါတယ်ဆိုတဲ့အိမ်ကိုမှသွားပြီးငပြောသေးသွားတောင်းစားတယ်တယ်ဗျာကဲကြည့်လိုက်ရအောင်ငပြောသေးကြည့်ရချေးသူတင်နေဗိုက်စာအားဖြင့်တော့ဒီမှာချေးလေးစိတ် ေးပြရဒီကလုံးလေးကိုနှိပ်ပြီနော်အားပြီနော်မာအားလီရာလီရာလီရာလီဟုတ်ကဲ့နော်ကျေးဇူးတင်တယ်နော်ကြောက်ကြစားစားမအောက်တန်းစားတွေကြည့်ရောကိုကပြည်သူလူထုကိုပြန်လဲပြီးတော့ဖြည့်ဆည်းပေးရမှာကျွန်တော်ကြားဖို့တဲ့စက်ဖို့ပါတွေကပါလဲစံနေစီတွေပါတွေဝေပြီးတော့နော်အဲမဲဆွဲတယ်ပါညာပေါ့ဗျာဒီစက်ဖို့ပါတီကိုစလဲလောင်းကတော်တော်အောက်တန်းကြတဲ့သရောင်းစားပဲဗျဟဲ့ကိုဘက်ကမပေးတဲ့အပြင်ကိုဘက်ကဘာတွေသွားပေးလဲဆိုတော့မဲထဲ့ဖို့အတွက်သွားပြီးတော့ဒုက္ခပေးတာပဲရှိတယ်ကိုတွေဘက်ကပေးနိုင်တာ ဟမ်ဘာသွားလို့လဲဥမာကလေးနေနေပါလေအိမ်လေးကြည့်တော့လေဗျာခဏနီခဏနဲ့လေးပါကြည့်ရတာဟိုဒဏီမိုးထီရန်ကလေးပါတွားပြီးတော့ဒုက္ခပြီးတော့ကြည်တာဗိုက်စာလို့တဲ့ငပြောသီးတွားတောင်းစားတယ်ဒါရိုးသားတာမဟုတ်ဘူးဒါတောင်းစားတာတရောင်းစားကဲဟုတ်ကဲ့ပါနောက်ထပ်ကြည့်ရမယ့်ဗီဒီယိုဖိုင်တစ်ခုကိုဆက်ပြီးတွားလိုက်အောင်ဒီတစ်ခါကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့နည်းနည်းနော်တော်တော်ကြီးပေါ်တော်တော်ဆန်ပြီးတော့အရန်ကိုရီရတယ်ဗျာကဲအများကြီးမပြောတော့ဘူးကြည့်ပဲကြည့်လိုက်တော့ ဟာဟာဟာဟုတ်ကဲ့အမဆီလိုလာရင်ကြာလို့အတားကြီးကြည့်နေတာပါကျွန်တော်ငားမင်းရှိပါဗျာဒီကဲကတူရနော်စိတ်ရိုးလည်းကောင်းတယ်ဒီကဲအဲ့တေးကြတာတခုကတော့မေဆုကိုချစ်တဲ့နေရာမှာငါးမင်းစုလည်းပါတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာ ဘာကြောင့်လဲဆိုတော့သူလဲလိုလိုလားလားနဲ့အမေစုကိုမျှော်နေတဲ့နေရာမှာပါမယ်လို့ထင်ပါတယ်။ဒါပေမဲ့ဒီကဲတစ်ခါတည်းတစ်ချက်ချက်ကထားထားပေါက်ပြီးတော့ဘောကိုပြေးပြေးမှာကိုလိုင်းကိုလိုင်းဆိုပြီးတော့ဘောကိုပြေးပြေးမှာအဲ့ဒီကရှိအောင်လဲသူ့တိုက်ရယ်နဲ့လွတ်တော့လွတ်နေရတာတို့လားအဲ့နိုင်ငံကြီးတုံးတက်တဲ့အဖွဲ့ကြီးပေါ့နော်အထူးသဖြင့်ဒီဘောမတွေကိုတိကျကြည့်ကြည့်လိုက် သူပြောနေတဲ့စကားတွေအဲ့လိုဂစေကလေးတွေဖြစ်နေတယ်ဟိုရောက်ကရရတွေပြောမယ်ကြိုအခုလိုအချက်ချက်ကစိတ်ကနာမနေတော့ထထကမယ်ချက်ချက်ထထဆွဲနေဟာဟာဟာကိုင်းလာပြီအဲ့အမေစုလွတ်လာကပြမလို့ကြိုကျင့်နေတာကြည့်ရောအော်အော် ဟုတ်ကဲ့โอเคโอเคโอเคเนาะအများကြီးတော့ဆက်မကြည့်တော့ဘာဖြစ်လို့ကာကွယ်တွေတော်တော်စုံသွားပြီအဲတော်တော်ရှိတယ်ဗျာเนาะ3မိနစ်လောက်ရှိတယ်သူကတာဟုတ်ကဲ့ပါဘာပဲဖြစ်ဖြစ်အယူစကားသဘင်တယ်စကားမှန်တတ်တယ်တဲ့ဘာပဲဖြစ်ဖြစ်ပါအတိတ်နမိတ်ကောင်းတစ်ခုလိုပဲယူဆပါတယ်သူပြောနေတယ်လို့ပါပဲအမေစုလွတ်လာရင်ကဖို့အတွက်ပြင်ဆင်နေတယ်ဆိုတော့အမေစုများတကယ်လို့လွတ်လာခဲ့ရယ်သူတယောက်แท้တယ်မဟုတ်ပါဘူး တတိုင်းတပြည်လုံးတနိုင်ငံလုံးကဘာရဲ့ရဲ့မှာရှိတဲ့မြန်မာတွေအကုန်လုံးငါးမင်းဆွေကြီးထဲတောင်မှကွေးနေအောင်ထားကြကြအောင်မလို့ကျင်းတေပေါက်ပြောရဲပါတယ်ဗျာအချင်းချခံထားရတဲ့အမေစုလဲအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဆုတောင်းပေးနေတယ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BN ရဲ့အပေါင်းကကင်းဝေးပြီးတော့ အချမ်းပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ